င်္ဂလာပါရှင်။ဆရာကြီးဦးချက်မြအငိမ့်စားပါမောခရေးတာတော့အချုပ်တန်းဆရာဖေးဆောင်ပါကိုဖတ်ပြပေးသွားပါမယ်ရှင်။အချုပ်တန်းဆရာဖေး1200-1256တွေးမိတိုင်းအယိုးနာသည် အမျိုးပါဆဲချင်ပေါ့လေ။အချုပ်တန်းရက်ကိုအစွဲပြုပြီးအချုပ်တန်းမောင်ဖေးနောက်တော့အချုပ်တန်းဆရာဖေးရဲ့လို့နမေကြော်ကြားခဲ့တဲ့မျိုးချစ်စာဆိုတော်ကြီးက ကို့အမျိုးသားတွေကိုစီကံရှိစေခြင်းလို့လို့ညီညွတ်ကြစေခြင်းလို့လို့အားမလို့အားမရဖြစ်ပြီး ရေးခဲ့တဲ့တေးထက်တပုတ်ကိုတတိယမိကြအောင်ပါပါအချုပ်တန်းဆရာဖေကမြန်မာတက်ကရစ်1100ပြည့်နှစ်ဖွာအင်းဝါစာတိပါဆရာဖေရဲ့မိခင်ကတပင်တဲ့မျိုးရိုးဖြစ်ပါတယ်တကယ်မင်းလက်ထက်မှာအတုံးတော်ခံဆရေးအဖြစ်အမုတ်ထန်းနဲ့ဖခင်ဦးရောက်နဲ့တူတူ အမရပူရမျိုးကိုမိသားစုလိုက်ပါခဲ့ကြတယ်။ပကံမင်းနန်းကြပြီးမင်းတို့မင်းနန်းတက်တော့ပကံမင်းလက်ထက်က အမှုထမ်းတွေ အနားယူရတဲ့အချိန်မှာဥရောက်လဲပါခဲ့တယ်။ဆရာဖေတို့မိသားစုက အချုံအလုံးပညာတက်ကြွကြတော့စောင်းဝင်းနေရတဲ့ဆရာဖေငယ်စဉ်တည်းကမိသားစုနဲ့ဒိုးတူပေါင်ဖက်လောက်ကင်စားတောက်ခဲ့ရတယ်။မင်းတို့မင်းကြီးကမန္တလေးမြို့တည်တည်တဲ့အခါအမရပူရမျိုးက လိုက်ပါပြောင်းရွှေ့ခြင်းနဲ့မြို့သူမြို့သားတွေကိုလုပ်ငန်းချင်းတူရာတူရာအစုတွေရက်ရက်ကွက်တွေဝင်းကြီးတွေမှာနေရာချထားပေးခဲ့ဒီနေ့အထိပဲမန္တလေးမြို့ရဲ့ရက်ကွက်တွေကိုတန်ဝင်းရက်စုလို့ခေါ်ပါသေးတယ်စိတ်ဓာတ်မဟီလိုခေါ်တဲ့မန္တလေးမြို့ကျုံတောင်ဘက်ထိပ်ကအချုပ်တန်းကိုဆရာဖေတို့မိသားစု ပြောင်းရွှေ့နေထိုင်ပါတယ်ဆရာဖေနဲ့မိသားစုက ဘဝရှက်တည်ရဲ့အတွက်အချုပ်အလုပ်တွေကိုလောက်ကင်စားကြရသူတွေမို့အချုပ်တန်းမှာနေရာရပါတယ်အချုပ်တန်းဆိုတော့အချုပ်တယ်ရင်းဒီတဲ့ရက်ွက်ပါ အချုပ်တန်းလို့လည်းခေါ်ပါတယ်ငင်းကုန်းနှီးတန်းလို့လည်းခေါ်ပါတယ်ဝါသနာပါတဲ့စာပေကိုလည်းတစ်ဖက်ကရှင်းနေတော့ဆရာဖေရဲ့စာတွေကိုလူကြိုက်များလာတယ်အချုပ်တန်းရက်ကိုအဆွဲပြုပြီးအချုပ်တန်းမောင်ဖေဒီနောက်တော့ အချုပ်တန်းဆရာဖေလို့နာမည်ကျော်ခဲ့တယ်။ဆရာဖေရဲ့စာတွေကလေးချိုးနဲ့တေးထက်တွေပဲများတယ်။ဆက်စာတွေရေးတာမှာပြောင်မြောက်လေတော့စက်ပညာရှင်အတိုင်းအဝိုင်းမှာကြော်ကြားခဲ့ပြီးအသက်20အရွယ်ကလေးကငငယ်ရွယ်ရွယ်နဲ့ဆရာနာမည်တက်ပြီးအခေါ်ခံရတဲ့သူပါ။ဆက်စာတွေအရေးများပြီးဘရင်ကလည်းတိတ်ပြီးမမြောက်စားလို့ဆရာဖေရဲ့စာတွေက ခစ်ပြိုင်စာဆိုဆလေဥပုံညရဲ့စာတွေလောက်လူတိမများခဲ့ပါဆရာဖေကစာဆိုပြိုင်ဖက်ဆလေဥပုံညထက်အသက်ဆင်နေနေပါတယ်ဆလေဥပုံညကိုမင်းတို့မင်းကြီးကပဲဆရာဥပုံညလို့ခေါ်လေးရှိပါတယ်နောက်တော့မှသာဆလေဆရာဥပုံညတို့ခေါ်လာကြပါတယ်ဘယ်နဲ့ရှိတဲ့မောင်ပုတ်စီစံတပြေတိတ်တပုတ်လို့စာဆိုရှိပြီးငဲနမ်းကြီးမောင်ပုတ်စီတို့ခေါ်တဲ့ ဆလင်းဆရာဥပုံညာကတော့ဘရင်မြောက်စားခံရသူ PP အစဉ်ပြေခဲ့တယ်။ဒီအချိန်မှာဆရာဖေကတော့အလုတ်မျိုးစုံအောင်လှုပ်ကင်စားခဲ့ရတယ်။စာဆက်စာဆိုပြိုင်ပက်ဖြစ်လာတော့ဆလေဥပုံညာနဲ့ဆရာဖေတို့တဦးနဲ့တဦးပေါ်ကိုရွေသွေးတဲ့စာတွေတစ်ဖက်သားကိုနှိမ်ချခဲ့ရတဲ့စာတွေအပြန်အလှန်ရေးကြတယ်။ဒါပေမဲ့ဆရာဖေရဲ့စာတွေမှာ ကမထောတာကိုရှောင်ပြီးရေးလေးရှိတာကို တွေ့ရပါတယ်။ကတောင်းကြိုက်ဗရုံးပိတ်ကင်းနေကျုံးထက်ကငဖေးကုန်းပိတ်တာတစီလို အသိဟိတ်နွမ်းစလေဥပုံညာလူပုံတရံယုံနေတဲ့အရက်ပါမကြအောင် စာဆိုပြိုင်ဖက်စလေဥပုံညာရဲ့ရင်းရင်တီးတီးစာချိုးတာကို ခံခဲ့ရပါတယ်။မခရမင်းသားစီမှာပစိုးကတောင်းကြိုက်နဲ့ ဆရာဖေဓာထမီအဆောင်ကံအဖြစ်အမှုထမ်းနေတာကို မြင်တဲ့အခါစာဆိုပြိုင်ဖက်စလီဥပုံညာကအချက်ကောင်းယူပြီးကတောင်းကြိုက်နဲ့ဆရာဖေရဲ့ပုံကိုဖော်ပြီးနှိမ့်ချလို့စောင်းဖွဲလိုက်တာပါလူအများလေးစားကြည်ညိုအားကိုးကြတဲ့မခရမင်းသားစီမှာဆရာဖေအမှုထမ်းတာကတော့မင်းသားကိုကြည်ညိုရင်းဆွဲရှိပြီးခံယူချက်ချင်းလဲတူညီလို့ဖြစ်ပါလိမ့်မယ် ဆရာဖေရဲ့ရုပ်ရည်ကလူချောလူလာတအိုးမဟုတ်ပေမယ်။ဆလင်ဥပုံညာအစာချိုးတလောက်တော့အယုံမဆိုးလာဘူးလို့သူ့အဆက်အနွယ်တွေက အစင်အဆက်ပြောခဲ့ကြတယ်။နန်းတွင်ပကြီးဆရာကြီးဥဆုံးမောင်ဆွဲခဲ့တဲ့ပုံတူတစ်ခုကလွယ်ရင်တက်တေပြစရာတော့မရှိကြပါဆရာဖေနဲ့ဆလင်ဥပုံညာတို့အပြန်အလှန်ဆာဆက်ကြစာချိုးကြပြီ။ကြပြတိုက်ပွဲဖြစ်လာရတဲ့အကြောင်းရင်းကတော့နမေကျော်ရှင်တော်မလေးဆက်မှာ အစောရောပိုင်လာတဲ့ရင်းတော်မလေးဆိုလိုက်လို့နမဲတိတ်ကြည့်သွားတဲ့ဆရာဖေရဲ့ကျင်ဖော်ွက်လေးချုံငိုချင်းတစ်ပုတ်ကိုဥပုံညာကစာပြောင်ကပြလောင်ဖြတ်ရေးတာကစပါတယ်ဒီဘဝဒီများနဲ့တန်ရပြီနောက်ဘဝတော်မှာမောင်လှကိုပို့လို့ချင်မင်းမျိုးစစ်တဲ့ဆွေဗုဒ္ဓဟင်းညောင်ရွှေကွဲ့တဖန်ပွင့်ဝက်ကင်ညာတန်ကြွေမှလွှဲသွေကြစတဲ့အချုပ်တန်းဆရာဖေး အဲ့ဒီဆရာဖေရဲ့နာမည်ကျော်ကျင်ဖော်ကွဲလေးချို့ကို ဥပုံညဖျက်ရည်တဲ့စာပြောင်ကပြလောင်ကအင်မတန်ကမ္မဒေါသတင်နေတယ်။ဆရာဖေကတော့ရိုင်းလိုက်လေကွဲလို့သားဆိုပါတည်းအဲ့ဒီကြားရသူရှက်စွဲစာပြောင်ကပြလောင်ကိုနာမည်ကြီးရုပ်သေးဆရာဦးတာပြောက ဆိုလိုက်ပြန်တော့ပြည့်တဲ့အများချစ်ခင်တဲ့ရင်းတော်မလေးနဲ့ ဆရာဖေရဲ့အများကြိုက်တဲ့စာကိုပါမဖွင့်မရလုံးမိရာရောက်သွားတယ်အဲဒီမှာတင်စာကောင်းကိုဖျက်ရမလားလို့ပရိသတ်ကစိတ်မကောင်းဖြစ်ကြပြီးကြပြန်လောင်တဲ့ချင်းကိုဆိုပြီးတဲ့ရုပ်တန်းရုပ်သေးဆရာဥတာပြောလဲနမဲကြဆင်းသွားခဲ့ပါတော့တယ်ဥပုံညာနဲ့ဆရာဖေတို့နှစ်ဦးစလုံးရဲ့စာတွေကိုတုံးနေတဲ့ရင်းတော်မလေးကလည်းဥပုံညာစီက ။ဘာဆောင်ကိုမှထပ်ပြီးမတောင်းတော့ပါ။အများပြည်သူတွေမြစ်တံထားလို့ကြီးညိုကြတဲ့သူကိုပဲနေမင်းငဆမစော်ကားမိကြစေဖို့သင်ကန်းစာယူစရာပါ။ဆရာဖေကမရိုက်မှတလောက်ပဲပြန်ရေးခဲ့ပါတယ်။ကြပြားလောင်းနဘေတေးကိုဆရာရောင်စလီကရေးတယ်တဲ့ဗျာ။တွေးစတဲ့ကြောင်အချုပ်တန်းဆရာဖေ ဆီယံဖေးရဲ့စာရီကိုဖတ်ကြည့်ရင်မကြီးရဲ့ကလေးရီအစီအီအထက်ထက်နေသလိုမှုမကြီးရဲ့ထက်အခြေပါတဲ့နပေလို့ခေါ်တဲ့ကာယံကိုနိုင်နိုင်နင်းနင်းတုံးထတာကိုတွေ့ရပါလိမ့်မယ်။နှစ်တရာချစ်ရှာတဲ့သူမို့တစ္ဆာနဲ့မွက်မယ်မေတ္တာဖြင့်ပနေရတဲ့တသက်ဝေယုံတဲ့ညယုံတော်အခြေပြည့်စေဖို့ရွှေလက်နှစ်ဆွဲကား ပွေရက်ပိပလိညာရင်ကဲပါပြီဖျားချုပ်တန်းဆရာဖီအဲ့ဒီလိုမကြီးရွက်ထက်နပင်နဲ့မြတာပွဲပြီးရှိခဲ့တယ်နုံနုံရွရအလှအပရီရေးတဲ့စာဆိုဖြစ်ပေမဲ့လည်းတစ်ချိန်ကျတော့တော်လန်တဲ့စာဆိုဘဝကိုရောက်ခဲ့တယ်ကမ္မဒေါသကိုရှောင်လိတဲ့ဆရာဖီတဲ့ ကို့အမျိုးသားတွေကောင်းစေခြင်းနဲ့စေတနာနဲ့ခက်ကြမ်းကြမ်းထိထိမိမိစာတွေရေးလိုက်ခဲ့ရတော့တယ်ကျူကျော်လာတဲ့နေချက်ကိုတော်လန်ဖို့ကမျိုးချစ်တွေရဲ့ဘဝပေးတောင်းဝင်ဖြစ်လာတယ်မြန်မာပြည်ပြည်လုံးနေချက်လက်အောက်ကိုလုံလုံရရမကြရောက်ခင်ကလေးက နီးအမျိုးမျိုးနဲ့နေချိတ်ကိုဆန့်ကျင်နေခဲ့ကြပြီးဆရာဖေလည်းကလောင်လက်နက်ကင်ကိုဆွဲလို့တစ်ဖက်တလဲကပါဝင်ခဲ့တယ်နေချဲ့ကလင်ကညစ်အချင်းစိုးတွေကိုဖော်ထုတ်ထောက်ပြခဲ့တယ်။စာတိသွေးစာတိမန်တွေတက်ကြွကြဖို့လှုံ့ဆော်ခဲ့တယ်။မြင်ကုန်းမြင်းခုံတိုင်အရေးခင်ဖြစ်တော့ကလောင်ကန်ယုံတင်မကပဲဓာပါကန်ရတယ်။မခရမင်းသားကမင်းတို့မင်းကိုကဲတင်တဲ့အခါမှာနောက်ပါးကလိုက်ပါခဲ့တယ်။ ကနောင်မင်းရဲ့သားတော်ပဒိန်းစာတပုံထတဲ့အခါပလိတ်စစ်ကြောအတိုင်းညောင်ရမ်းမင်းသားရဲ့တက်ကတပုံတက်တွေကို ရှင်းလင်းတဲ့အခါမှာလဲပါဝင်တိုက်ခိုက်ခဲ့တယ်။မင်းတို့မင်းလက်ထက်မှာအိန္ဒိယဘရင်ကန်ချုပ်လာလေတော့မင်းအမိတ်နဲ့ရန်ကုန်မြို့ကိုဆရာဖေနဲ့ရင်းတော်မလေးတို့ကသွားပြီးကြိုဆိုဖျော်ဖြေရတယ်။အဲ့ဒီမှာမြမာရီအထွတ်မြတ်ထားတဲ့ နန်းတုံးထီးဖြူနဲ့လက်မိုးပြီးဘယင်ကန်ချုပ်ကိုကြိုဆိုတာမြင်ခဲ့ရတော့မတန်ရာကို အလောက်ခံရမလားလို့တုံးခွင့်ပြုတဲ့ဘယင်ကိုကစိတ်နာပြီးပြန်ခဲ့ရတယ်။နောက်တလကြတော့အဲ့ဒီဘယင်ကန်ချုပ်လဲ ပို့ပလဲစိတ်ကဲမျိုးမှာအကျဉ်းစခန်းတစ်ခုကိုဆစ်ဆင်းနေတော့အကျဉ်းသားတဦးလက်ချက်နဲ့꿰လို့နေဆရာဖေကတတိလုံးကြော်တဲ့တေးတပုတ်ထည့်ရေးခဲ့တယ်ပိတ်ရှာပြီးစီဝီဖုံးမတန်ဖုံးတန့်ကြံနေဆုံးယုံနဲ့သွားဖို့ဝီစီမင်းတူတူခွေးတိတ်တိတ်အချုပ်တန်းဆရာဖေ ဲ့ဒီတေးထက်ကိုဘလောက်လူကြိုက်များတယ်လဲဆိုရင်ဇက်အဖွဲတွေကမိစာကောင်ဓာထိုးဆက်နာမည်တက်လို့ဇက်လန်းစင်ပြီးဆိုကြကကြပွဲကြတဲ့အထီးပါပဲတေးထက်ရဲ့ထူးခြားချက်ကတေးထက်လို့ဆိုခြင်းဆိုဒါမှမဟုတ်ပုံထောက်တန်နဲ့ဝိုင်းဖွဲ့ပြီးဆိုလို့လည်းရအောင်ရေးထားတာပါကြော်လို့မကကြော်လာတော့နေချေအရာရှိတွေကမခန့်ချိမခန့်တာဖြစ်ကြပြီး စာရေးတဲ့သူကို အရေးယူပါပွဲတွေမှာလည်းမကပြပါစေနဲ့ဆိုပြီးအတိုင်ခံရပါလေရောနောက်ဆက်တွဲရလိုက်ကတော့ပရင်ခန့်ချုပ်ကို တိတ်ခါကြစေတဲ့စာရေးတဲ့အမှုနဲ့ဆရာဖေးအကျဉ်းချခံရလေတယ်။အောက်မြမပြည်ကိုတင်ထားတဲ့နေချက်ကျူးကျော်သူကို အထက်မြမပြည်ပရင်ကမျက်နှာပေးပြီးမဟာမိတ်လုံနေရချင်းဆိုတော့အကျဉ်းအကျဉ်းမငိမ့်ဖွယ်မဖြစ်စေချင်တာကြောင့် ကိုလူကိုကိုတိုင်အရေးယူရတာမျိုးဖြစ်နိုင်ပေမယ့်ဆရာဖေခမနှစ်ခါနာရပြန်တော့တယ်တိခတ်တဘုတ်ကို အချုပ်ထဲမှာရေးပြီးမိတ်ဆွေရင်ဖြဲတိုက်စီဦးထွန်ဝါကတစင်ရွှေတိုက်ဝန်မင်းဆောင်ကျင်းပေးလို့မင်းလုံးမင်းကြီးကကြားနာရတယ်တမှုတည်းအတွက်ငဝက်ကတန်ခမ်းအထက်ကအတန်တန်ကိုရွှေနှန်းဆန်မတိရှစ်ခုနှစ်တောင်မျက်နှာတွင်မက်ခရာမင်းနေပါရှိ ပလိကျောင်းအောင်ပန်းချွေမောင်ထမ်းချေစေပြီးမြောင်ရဲဆွေရဝိကပဂရိတတိရန်သူတော်ရွှေဘူပွားဖေကိုစားတိုက်ခဲ့ရပြီးရခုဖြစ်ကောင်းမွေလည်းနဲ့စိုးမွေခန့်ထိတ်တုံးနေလေအချုပ်တန်းဆရာဖေအဲ့ဒီတေးထက်ကြောင့်ဆရာဖေအချုပ်ကလွတ်ခဲ့ရပါတော့တယ်အချုပ်ကလွတ်စေတဲ့တေးထက်ဆိုပြီးတော်ကြခဲ့ပြန်နေမကြခင်မှာပဲ မင်းတို့မင်းချင်းလေးဒေတာဆောင်မှာအဆောင်တော်မြဲရာတို့နဲ့အမှုထမ်းခွင့်ရခဲ့တယ်။ဆရာဖေရဲ့ပစိုးကတော့ကြိုက်အကြောင်းရှဲသွန်းသွေးခဲ့မှုတဲ့စလေးဥပုံညာကတော့မြင်းကိုမင်းခုံတိုင်မင်းသားတွေကို အခါပေးတဲ့အမှုနဲ့ရာဇဝတ်သိပ်ပြီးခိတထိမ့်သိမ့်ထားခံရတော့မြို့ဝန်ဦးတာအိုးလည်းမှာလူကိုခွေးတက်လို့ဘဝဆုံးခဲ့ရရှာတယ်။စာဆိုပြိုင်ဖက်ခြင်းဖြစ်ခဲ့ပေမဲ့ ဘဝတူစာပေပညာရှင်တဦးကိုမလုံမုံထားအမျက်ပွားတာတသက်ကြောင်းအဆုံးစီရင်လိုက်တဲ့အချက်ကိုဆရာဖေကမကျေနပ်နိုင်ခဲ့ပါကိုချက်အင်အားကြီးသူဆိုတော့လေနီးရထားကို ကြောက်ရလို့အပြည့်မပြောတာတဲ့အကြောင်းကိုရှင်းပြလိုက်သေးတယ်ဟုတ်တယ်လို့ပြန်မမွက်တာဘူး ထုတ်တပြက်ထားပါရုတ်တရက်ချားမကွာသည်အနားမှာလည်းငင်းတတိမဲ့ပညာကိုစင်မကွာမှန်ချမရှံပါမည်ခုခါနှောဖို့တင့်စွာတဘောလိုက်မပြောတာသည်ရောစရာလှုပ်စင်လှုပ်ဆန်းခြင်းလေအချုပ်တန်းစရာဖင်တိဘောပြင်းလက်ချက်ရောက်ပြန်တော့လေတိဘောပြင်းအုတ်ချုံရဲ့အပြောတဲ့အချက်တွေကိုဆရာဖေကမြင်မိမဲ့မပြောတာခဲ့ပြန်ပါမြမာရင်စီကန်ဖောက်ထင်းနှံပြောက်ဖြစ်ပြီး အချုပ်တန်းဆရာဖေး1948ခုနှစ်ဖြစ်ပါတယ်လာချေပြီနေချေတမောရီလာကြပြီကျွင်မင်းကြီးဦးကောင်းကတိဘောပြင်းကိုနန်းချပြီးညောင်ရဲမင်းသားကိုနန်းတင်ဖို့တိတ်တဆိတ်အကြံကြီးကြီးနဲ့ဆင်ဆင်ထားခဲ့တဲ့အတိုင်းမခုခင်ရခုခင်ရတဲ့ပုံလုံးအမိတ်ထုတ်ထားတော့တင်မောဦးမှာညောင်ရဲမင်းသားကိုတင်လာတဲ့နေချေတမောရီမြင်းချံအထိအနှောက်အယှက်မရှိရောက်လာတဲ့ တင်မောဥမပါလာတာကညောင်ရဲမင်းသားအတူဖြစ်နေတယ်။ညောင်ရဲမင်းသားအစ်စ်ကကလကတားမြို့မှာကွယ်လွန်ခဲ့ပြီ။ဥကောင်းလိန်ထုပ်တီဘောပြုတ်လို့ဆိုပေမဲ့ကင်းဝမင်းကြီးဥကောင်းကိုယ်တိုင်လည်းနေချက်ကျူးကျော်သူဤအလိမ်မိခဲ့လေတယ်။နေချက်ကျူးကျော်သူကညဉ့်ညံနဲ့မလိန်တပတ်လုံထားတာကြောင့်အငှားမိသွားခဲ့ကြရပြန်ပါတယ်။နောက်ကြချီပြီးကြောချလို့တပြာမန်းတိပ်ပြီးဆိုပေမဲ့နောက်ဆုံးအနေနဲ့ အင်္ဂလိပ်စကားပြောကျွမ်းကျင်တဲ့ကျောင်းမြောင်းဝင်ကိုဆဲလွတ်ပြီးစစ်ပြင်းငိမ့်ဖို့အရေးတောင်းမယ်တဲ့အခါရဲနာဘုံမြို့ကြီးကိုတိမ့်ဖို့စစ်ချီလာတဲ့ဖိုလ်ချုပ်က အချိုတက်ပြီးလက်နက်သားချပါဘရင်ခံချုပ်ကိုပြောပေးမယ်လို့ဆိုပြီးစစ်ချီမြင်းချီလာတယ်ဒီလိုနဲ့ပဲတိဘောပြင်းနဲ့ချက်လက်ကိုပါခဲ့တယ်လက်နက်ကုံအနှံတရင်ဖြင့်ခွင့်လိုရာတောင်းပန်ပါမယ်လို့ချိုလှစွာညံဒီဆွတ်တံဝန်ခွင့်လိုရာယူစေပါမယ် ခွင့်လိုရာယူစေလို့မှတ်မိတယ်။တကိုးပြက်ဖွဲအမားပေပါမျိုးကနဲ့နွယ်ဖွာအချုပ်တန်းဆရာဖင်။တိမောပြင်ကိုအစားထိုးဝင်ရောက်လာတဲ့တိုင်းတပောင်းအချုပ်ကြီးကိုဆရာဖေက ကလောင်လက်နဲ့နဲ့ဆက်ပြီးတိုက်ပွဲဝင်ခဲ့တယ်။အာနာကိုမတရားယူထားတဲ့တိုင်းတပါနယ်ချဲအုပ်ချုပ်သူတွေကတိုင်းပြည်ရဲ့တဉ္ဇာတာအစီအနှစ်တွေကိုစိတ်တိုင်းကြားယူယုံမကဘဲ မြန်မာတပြည်တော်ကတိုင်းသူပြည်သားတွေကိုလည်းအင်မတန်ရဲရဲဆက်ဆက်ဖိနှိပ်အုပ်ချုပ်နေတော့တိုင်းပြည်အလုံးချိန်မီးဥပမာဖြစ်ခဲ့ရတယ်။မြက်ကော်စောလှစ်ဆိုပြရမှာဖြင့်တက်စောထွာအကိုကြကမှာခင်ညိုလာမြန်မာပြည်အုံကွယ်ဟင်းကိုဆရာခါပြီးအချုပ်တန်းဆရာဖေး။နေရင်ထိုင်ရင်မှာလူတိုင်းကြက်ကြက်တီတီဝမ်းစာကိုလည်းစစ်စစ်ရဲရဲနဲ့ရှာဖွေစားတောင်းခဲ့ကြရတယ်။ ဖွက်လိုမျိုးမချမ်းသာသည်ဝမ်းစာပင်လက်ပူတိုက်ပါလို့မျက်ဖြူဆိုင်တကင်းစင်ငိမ့်ဖို့မမြင်အချုပ်တန်းစရာဖင်အာနာနဲ့မတရားဖိနှိပ်အုပ်ချုပ်တဲ့နေချဲလက်အောက်မှာတိုင်းပြည်ကမငြိမ်သက်လီတော့ကြီးလန့်စာစားဖြစ်နေကြရတဲ့အချိန်တောမီလောင်တောကြောင်လက်ခမောက်ခတ်ဆိုသလိုမျိုးဖြတ်တွေကလည်းရှင်နှစ်တူကိုဝါကူလို့ထိုးကြပြန်နေမော်ဖို့ရလည်းမရှိပါဘူး မှန်ကလေးဆောက်ကွာဆိုင်းကလေးရုပ်အခါမှာမဟုတ်တာပွင့်လင်းတဘောဖြောင့်ရေလိုက်ကြတဲ့ငွေပက်ဆန်ရှားတဲ့ခစ်တွင်မှုသားကိုအပြောတန်သည်မနှောကန်ပြဲ့ရင်မိုက်မနော်ပြုတ်မဟေတို့ကသူ့ပထွေးတော့ခွေးတို့မဟောင်းပြောရော့ဟဲ့ရှားစုံပြောင်းအောင် အချုပ်တန်းဆရာဖေဘုံရန်သူနေချဲ့ကိုတော့တိုက်ထုတ်ပြဖို့မကြိုးစားပဲ ညနေမွေးအချင်းချင်းအိုးမဲတုတ်ချင်ကြတဲ့သူတွေကိုအဲ့ဒီတုန်းကတောင်ပန်နီလို့ခေါ်တယ်။အဲ့ဒီခင်မှာတုံးနဲ့ဒေါင်းယုံတစိမ့်နဲ့ရန်နာပုံထောင်းတင်းကားတွေကိုငွေသားအစ်စ်များများကျင်းညီကနဲ့နဲ့နဲ့ရောဆက်ပြီးတွန်းထားတယ်။အစ်စ်ကိုတို့ပြီးအတုလောက်ထားတဲ့ထင်းကားတွေမှာ ငွေကနင်းနေကျင်းဒီကများများဆိုတော့မကြခင်မှာပဲထောင်းရုံရဲ့အတောင်ပံတွေက အရင်ဆုံးကျင်းဒီရောင်တွေပေါ်လာတယ်တောင်ပံတွေနီလာတယ်တောင်ပံင်းထင်းကားလို့ခေါ်ကြတယ်အမျိုးမစစ်တဲ့ထင်းကားတွေပေါ့နောက်တော့တောင်ပံင်းဆိုတာကို့အမျိုးကိုကို့မချစ်တဲ့လူဆုံးလူညစ်တွေကိုခေါ်တဲ့စကလုံးအဖြစ်သုံးခဲကြတယ်မြမတက်ကရစ်1114ခုနှစ်ကရေနာဘုံထောင်းတင်းကရန်ဝီတောင်တကားဆူဆောင်းသည် ဆရာဖေက ရမဲသိန်းလေဝန်ဟောင်းပို့ထွန်းပို့အင်းအရရက်မှာရှိတဲ့အင်အားစုတွေနဲ့ပူပေါင်းပြီးနှင်းချက်တော်လန်ရေးတွေလုပ်နေခဲ့တယ်တော်လန်ရေးအင်အားစုတွေကလည်းနှင်းချက်အုပ်ချုပ်သူတွေရဲ့ခြေမုံနာကိုခံနေရတော့တဖြည်းဖြည်းနဲ့အင်အားတွေနဲ့လာခဲ့ကြတယ်နောက်ဆုံးမှာတော့နေချဲတော်လန်ကြီးကိုဥဆောင်ဥရက်လုံနေတဲ့အထက်ကဝင်းတုံစော်ပွားကြီးလင်းတယောက်ပြင်းနဲ့ဆက်ပတ်စီကိုပြောင်းရွှေ့သွားခဲ့တယ်။ မြင်းဆိုင်မင်းသားကကြောက်စဲဘက်ကိုထွက်သွားတယ်။ကြီးမနိုင်မင်းသားကတောင်တွင်းကြီးဘက်ကိုထွက်သွားပြန်တယ်။စော်ပွားနဲ့မင်းသားတွေကနောက်ပါရီနဲ့အတူရှောင်းတိန်သွားလီတော့ဆရာဖေလည်းအာရော့သွားခဲ့ရပြန်တော့တယ်။မိပြင့်တို့ဖရှောင်းသွေးသည်ခွားကောင်တွင်ခွေးဖြစ်ပေါ်ပြူအချုပ်တန်းဆရာဖေခင်မင်းရင်းဆွဲရှိတဲ့ရှမ်းပြည်က30စော်ပွားစီကို သွားမှဖြစ်မင်းနီးလဲရှာပြီးနေချက်ကိုဆက်လို့တော်လန်ကြဆို့ဆိုပြီး မိတ်ဆွေရင်ရဲတိုက်စီဟောင်းဦးထွန်းဝနဲ့ဆရာဖေတို့1952ခုနှစ်မှာရှမ်းပြည်ကိုပြောင်းရွှေ့ခဲ့ကြတယ်ဒီလိုနဲ့30စော်ပွားစီမှာကွန်းခုံလို့လမ်းပန်းအဆက်အသွယ်မကောင်းလာတဲ့ရှမ်းပြည်တဝိုက်စီယုံရေးစင်ကြရတယ်ဒီနေ့မှာကိုမင်းကိုချင်းတိုင်းပြည်ပြန်လည်ထူထောင်ဖို့မျှော်မှန်းကူစားနေကြတဲ့အရေးတော်ပုံကလည်းအောင်ပန်းစင်မှုရာမျှော်မှန်းချလာနေအလံဝေးတစ်ထပ်ဝေးနေခဲ့ပြန်နေ ဆီယံဖင်ရှမ်းပြည်ရောက်တာ9နှစ်လောက်အကြာမှာတော့1956ခုနှစ်တကြံကြခံပြီးပြန်နေအေးမီလို့တော်တော်ပဲနေမကောင်းဖြစ်ရာကစပြီးဒီခါမှာတော့ဆရာဖေးအတွက်အပီးတိုင်းကောင်းချဖို့ရောအချိန်ရောက်ခဲ့ပြီသူချစ်တဲ့သူမျော်လိုင်းဝေးခဲ့ရတဲ့သူ့ရင်ထဲကရှရနာဘုံ ရွှေမြို့နဲ့ရွှေပြည်တော်မြမပြည်ကြီးကိုအပီးတိုင်းခွဲခွာခဲ့ရလေတော်တယ်တော်လန်ကြီးကို အဆုံးတိုင်ဆက်လုပ်ခွင့်ရမသွားလေတဲ့မျိုးချစ်စာဆိုတော်ကြီး အချုပ်တန်းဆရာဖေတယောက်တမလွန်ဘဝမှာတောင်မှ ကောသလမင်းကြီးရဲ့အိမ်မက်မျိုးတွေကိုဆက်ပြီးတော့များမက်နေကောင်းမက်နေလိမ့်မယ်လားလို့တွေးမိချင်းဆရာပါပဲတယောက်သားလဲလို့တည်တည်မထောက်ထားဆိုးရွားချီသည်မိုးခါရီအကုံတောက်တော်မှုရုံလောက်ဖို့ဘဲသူဘဲသူလောကမပြူကောသလဆက်ပြော်သူရင်မတ်တော်ဘူးတိတ်ကိန်းထင်တယ် အချုပ်တန်းဆရာဖေအချုပ်တန်းဆရာဖေဦးချက်မြ1989မြမစာပေတမိုင်းဦးဖေမောင်တင်မြမ1300ပြည့်နေအချိန်ပေးပြီးနောက်ထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်